ကွယ်လွန်သူအစိုးရထူးအိမ်တင်ကွယ်လွန်တာစေနှစ်ပြည့်အမှတ်တရဖြစ်နေအစိုးရအလုံးဝက Music Dictionary ဆိုတဲ့တည်ရပန်တစ်ခုကို August လ20ရက်နေ့မှာမိတ်ဆက်လိုက်ပါတယ်။ကိုငန်းလိုခေါ်တဲ့ဒီသပညာရှင်ထူးအိမ်တင်ကို အလုံးဝဘလို့ဂုဏ်ပြုခဲ့တယ်လေ။ Music Dictionary လို့နာမည်ပေးထားတဲ့တည်ရပန်တင်မှာသချင်း၆ပုဒ်ပါဝင်ပြီး၅ပုဒ်ကို သူကိုယ်တိုင်ရေးထားတာဖြစ်သလိုကျန်တဲ့တစ်ပုဒ်ကတည်ရစံပြီးရေးပေးထားတာဖြစ်တယ်လို့အလုံးဝကပြောပါတယ်။ သူလေးစားအားကြရတဲ့အဆိုတော်ထူးဝင်တဲ့ arrangement အတိုင်းအတူယူထားတယ်လို့ဆိုပါတယ်။ကျွန်တော်အရင်လေးစားအားကြရတဲ့ဒီ arrangement တွေပေါ့နော်အဲ့ဒါကိုကျွန်တော်အဲ့ဒီကိုစားရတာလို့လုပ်ထားတာပါ။ကျွန်တော်တက်လို့တော့မဟုတ်ပါဘူး။ဘာဟိုင်းတက်တော့မဟုတ်ပါဘူး။ကျွန်တော်တို့ဆရာပြောတော့အဲ့တော့ဒီ client အခုလက်ဒီလိုထမ်းတယ်ဆိုတော့ရပါတယ်ဂျူနစ်တွေပေါ့ဘို့။ဖြစ်လာတယ်ဟုတ်ဟုတ် visit ရရင်ရင်းရောအရင်ရောဖြစ်လာပြီးတော့ရှင်းတဲ့အားပေါ့ဘို့ဆိုတော့ဒီလားဆိုတဲ့အားကျွန်တော်ပြောင်းမကြည့်တော့ပြတ် ။ပချင်းဆိုတဲ့အဆိုတော်တယောက်အနေနဲ့တချင်းနေပဲကွယ်လွန်သူထူးအိမ်တင်ကိုဂုံပြူတာဖြစ်ပြီးဒီတေးရပန်ရောင်းရတဲ့အမျက်ငွေအလုံးကိုထူးအိမ်တင်ရဲ့မိသားစုကိုလူရန်သွားမယ်လို့ဆိုပါတယ်။သူဂီတလောကမှာနေရတဲ့နေရာရခြင်းဆရာမရှိတော့လို့ဂုံပြူတာပါလို့မိုင်းကားထဲမှာပြုတ်လုတဲ့မိတ်ဆက်ပွဲမှာပြောဆိုခဲ့ပါတယ်။အလုံးဝရဲ့တေးရပန်တင်မိတ်ဆက်ပွဲကိုတက်ရောက်လာတဲ့ထူးအိမ်တင်ရဲ့မိခင်ကိုအလုံးဝကကြက်သိန်း30နဲ့ကြောခဲ့ပါတယ်။ သူရင်တင်ရဲ့မိခင်ကြီးကအလုံးဝတယောက်အောင်မြင်ပါစေလို့ဆုတောင်းပေးခဲ့ပါဗျ။ဟီတာငှက်အတွက်ဂုံပြုတဲ့ music dictionary ကိုဩဂတ်လ23ရက်နေ့သူရင်တင်အမတ်တရအဖျော်ပြပွဲအမိဖြန့်ချီသွားမယ်လို့ဆိုပါဗျ။